အားလုံးပဲမင်္ဂလာပါခုနှစ်နှစ်နံဘွားရှိတဲ့သားသမီးအပေါင်းတို့ချမ်းသာချမ်းသာရေလူဝင်ဆန္ဒတောင်းတလုံးတော်ပါပြည့်စုံကြပါစေဘေးရန်နဲ့အခက်ခဲလေဘဝအခက်ခဲလေကြော်ဖြတ်နိုင်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့ဂါရာလေးကတော့ကိုလိုနီခေတ်တုန်းကဘီလင်းမြို့နယ်အပိုင်းတော်ရဲ့ကြီးရအောင်စု ဓနုတောင်မှာအရက်မှာနေထိုင်တဲ့ဥထွန်ရေးဆရာဥထွန်ရေးကိုမန္တန်ဝိဇ္ဇာစောကြီးတပတ်လာပေးသွားတဲ့ခါတာလေးပဲဖြစ်ပါတယ်။တည်ပြီးသားလူတွေကတော့ကြော်သွားလို့ရပါတယ်။မတည်သေးတဲ့လူတွေကတော့ဆက်ပြီးတော့နားထောင်လို့ရပါတယ်ခင်ဗျ။ခါတာလေးကိုရွေးဖန်ရင်ဘလို့အကျိုးကျေးဇူးရရှိမလဲဆိုတော့အကြံဉာဏ်ကောင်းတွေရရှိမယ်၊လောကခွင့်လန်းကောင်းတွေရရှိမယ်။စီးပွားရေးတွေပြည်လဲမယ်။လူချစ်လူခင်နဲ့ပေါင်းရမယ်ပြီးလို့ရှိရင်ဒီကာတာလေးကိုရွေးဖန်ရင်ဘာတွေရအောင်မလဲဆိုတော့ စင်ကြားတလိမ့်ဆန်ချင်းသစ်တွေကိုလိုရင်လိုအပ်တယ်လို့ခေါ်လို့ရမယ်ပြီးလို့ရှင်ဝိဇာစောကြီးတပတိရင်းနဲ့လည်းဆက်သွယ်လုပ်လို့ရမယ်ပြီးလို့ရှင်တစ်ပင်မှာစောင့်နေတဲ့ဘုံမေးရနှက်တွေမြုပ်ကစိုးပင်မှာစိုးသေးရတစေဖုတ်ပိတ်တာအကုန်လုံးကိုလည်းမြင်နိုင်စမ်းရှိမယ်ပြီးလို့ရှင်ရှေးဘဝနောက်ဘဝအနာဂတ်ဘဝတွေကိုလည်းမြင်နိုင်စမ်းရှိမယ်လူတွေရှေးပြင်နောက်ပြည့်တွေကိုလည်းဟောကြားဟောပြောနိုင်တဲ့ခွင့်ထူးတွေရရှိမယ်ပြီးလို့ရှင် မာကရဘာသာစကား တက္ကရာဘာသာစကားသင်္ကာကရိုက်ဘာသာစကားနဲ့ရေးသားထားတဲ့ပညာရဲ့အထူးဆန်းတွေကိုလည်းလေ့လာသင်သင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်ဒီကာလလေးကိုပုံမှန်လူတွေကတော့28ခေါက်အနည်းအနည်းဆုံး28ခေါက်ရွတ်ပေးရင်တော့အဲ့ဒီလိုမျိုးလက်လာပါရရှင်လန်းတာအလောက်ကန်အခွင့်အလမ်းတွေရရှိရအကျန်ရောင်းတွေရရှိတာလူချစ်လူခင်ပေါများတာမိစေပေါင်းတွေပေါများတာရရှိမယ်အချိုးကျစုတွေများစွာရရှိမယ်ပေါ့နော် ဒီလိုမျိုးအတိတ်ဘဝတွေကိုသိကျင်တယ်အထူးဆန်းတဲ့ဘာသာရပ်တွေကိုလေ့လာကျင်တယ်ဝိဇ္ဇာစိုးကြီးတပ်ပတိကြီးနဲ့ဆက်သွယ်ကျင်တယ်ဆိုရင်တနေ့ကိုခါရာအခောက်တထောင်ရွတ်ပေးရမှာခါရာလေးရဲ့နာမည်ကတော့မနောမယအိမနောမယအိစာတရခါရာတော့ပဲဖြစ်ပါတယ်ပြီးလို့ရှိရင်သူ့ကိုကြောက်ကြလာငါးခေါက်ငါးလာမန္တန်လို့လည်းခေါ်လို့ရတယ် ပြီးလို့ရှိရင်စုတူးစုတူးပံကာလာတော်ကြီးလို့လည်းခေါ်ပါသေးတယ်ကာလာတော်ကြီးလို့ခေါ်ပါသေးတယ်ကာလာလေးကိုကျွန်တော်ဖတ်ပြမယ်နော်အစိမ့်တိရေတမတာမုတ်တိတမတာမုတ်တော်တမတာမုတ်တော်အစိမ့်တိရောတတ္တံမေတတ္တံမောတတ္တံမအစိမ့်တိယံဘိခဝေဘိခောတန်တမန်အကြမ်းမြင်လေရှေးဘဝနောက်ဘဝရေးတည်ကျင်တဲ့လူတွေကတော့ခါလာတရက်ကိုတထောင်ရွတ်ပဲပေါ့နော် ပါရမီအနူးရင်ပုံမူတည်ပြီးတော့အကျိုးပေးရတော့ကွာချမ်းပါပေါ့အားလုံးပဲကျေးဇူးတင်ပါတယ်